ီနေ့ကတကြံကြနေနော်တကြံကြနေဆိုတော့ခါတဲ့ခါတိုင်းနှစ်တည်းဆိုလို့ရှိရင်စပြီးတော့ပြောကြပါရရေပက်ကြနေစူကြညာညာတောင်းကြညာပေါ့နော်ဒါပေမဲ့ဒီနေ့မှာဒီနှစ်မှာကြတော့တကြံကာလဟာကို့အတွက်အမျက်ထုတ်နိုင်တဲ့ကာလဖြစ်ပါစေအမျက်ထုတ်နိုင်လို့ဆိုဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်စိတ်လေးခြင်းပေါ့ခါတိုင်းဆိုရင်တော့တကြံကာလကိုစိတ်ကိုလှုပ်ပြီးတော့ပျော်ပျော်ပါးပါးနေတဲ့အချိန်ဒီဟာကတော့ဒီခါကတော့ပြောင်းပြန်ပေါ့ကိုယ်စိတ်ကိုကိုထိန်းပြီးတော့ ိုယ့်ရဲ့ဘဝရည်ရည်အတွက်ကိုဘလောက်လောက်အောင်မြင်မြင်ဖြစ်အောင်လို့နေနိုင်လဲဆိုတော့အဲ့ဒါကိုနေကျင်မှုကိုကိုကိုစမ်းသပ်ဖို့ကာလတစ်ခုနေနဲ့ဟိုနေစေချင်ပါလေအချို့အပေါ်နော်ရက်ကွက်ထဲမှာရေပက်လို့မရဘူးလားရက်ကွက်ထဲမှာယောဂါမလာဘူးလို့ထင်လို့လားဘယ်နေရာမှာဖြစ်ဖြစ်လူစုစုဝေးဝေးလုပ်လို့ရှိလို့ရှိရင်တော့ယောဂါကိုဝင်နိုင်တယ်ဒီတော့ကိုယ့်အိမ်ထဲမှာကိုယ့်ခြံထဲမှာတောင်မှအပြင်ကလူတွေဖိတ်ပြီးတော့စုဝေးပြီးတော့ရေပက်ရင်လည်းယောဂါပါလာနိုင်တယ်အလုံးဝမလုပ်ပါနဲ့ဒီတစ်နေ့တစ်ချံ ဟိုမမကန်ကန်ကြော်လွှားလိုက်လို့ရှိရင် နောက်နှစ်တကြံကြာလို့ရှိရင်အတိုးနဲ့ပျော်လို့ရပါတယ်အဲဒီဟာအတွက်လည်းအခုညီပေးချင်ပါတယ်ဒါပေမဲ့အခုဒီနှစ်မှာတော့ဒါအားလုံးရဲ့အကျိုးကိုယ့်ရဲ့အကျိုးအတွက်ကိုယ့်စိတ်ကိုကိုချင်းပြီးတော့ဟိုနောက်ကြလို့ရှိရင်ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ကိုယ့်နိုင်ငံအတွက်အင်တာမဂုံယူစရာတကြံတစ်ခုဖြစ်အောင်လို့စူးစမ်းကြပါလို့မြတ်တရားခံချင်ပါတယ်အားလုံးကျန်ကာလမှာကြမ်းမှချမ်းသာကြပါစေ